တင်ပြတဲ့များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်း channel တွေကနေပြီးတော့ဒီကနေ့ March 28ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်။သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနာဆင်ပေးဖို့မြတ်တာရက်ခန့်အပါရရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတရာဦးလေစိမ့်နဲ့နေပြည်တော်လေစိမ့်အတွင်ပိုင်းနဲ့လေရင်ပြေးလမ်းများပြတ်စီသွားသဖြင့်ရာအကန့်အသတ်မရှိယာယီပိတ် မန္တလေးလေဆွဲတွင်ဘိုးရင်းလေရင်တစီနဲ့ဇက်လေရင်တစီတောင်းတင်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတရုတ်လေဆိုင်နဲ့နေပြည်တော်လေဆိုင်အတွင်ပိုင်းနဲ့လေရင်ပြေးလမ်းများပြည့်စည်သွားသဖြင့်ရာကန်တမတ်ရှိယာယီပိတ်သိမ်းလိုက်ပြီးတော့မန္တလေးလေဆိုင်တွင်ဘိုးရင်းလေရင်တစီနဲ့ဇက်လေရင်တစီတောင်းတင်နေကြောင်းနေပြည်တော်စစ်ဘက်သတင်းရှင်မြစ်ကပြောဆိုပါရယ်။ ရင်းနှီးမွန်လဲပိုင်းတိုက်ခတ်တဲ့ငလင်းကြောင့်နေပြည်တော်လေစိတ်ပြေးလန်းပြတ်တော့ခြင်းကွဲအပ်ခြင်းများဖြစ်ပေါ်ကလေကြောင်းထင်းသိမ်းရင်မျောစင်ကြိုးကြခဲ့ကြောင်းလေကြောင်းထင်းသိမ်းရင်တောင်ဝတိုင်းကြိုးကြမှုကြောင့်လူငါဦးခန့်သေဆုံးခဲ့ကြောင်းရင်းချီနေများကြောင့်နေပြည်တော်လေစိတ်ကိုရအကန့်အသတ်မရှိပိတ်သိမ်းလိုက်ကြောင်းသိရှိရပါသည် အလားတူမန္တလေးတရံ40တွင်လည်း40အတွင်မှပြည့်စည်သွားခြင်း၊လေရင်ပြည်လန်းပြည့်စည်သွားခြင်းတို့ကြောင့်ပိတ်သိမ်းထားပြီးဘိုရင်းလေရင်တစီနဲ့ချက်လေရင်တစီတောင်းတင်သွားကြောင်းသိရှိရပါတယ်။ရှိုင်းပိတ်တယ်ဆိုတာ၃လလို့မှန်းပါတယ်။ပြင်ဆင်မှုတွေမပြီးရင်တော့တိထက်ကြနိုင်ပါတယ်။ရန်ကုန်ဘက်ကတော့ဘာမှမကြပါဘူးလို့နေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ တောင်ကုန်းမှာငလင်တန်းကြောင့်အဆောက်အုံများပြိုကျပျက်စီးသွားပြီးသေဆုံးသူ14ဦးထိရှိလာသေဆုံးသူအရေအတွက်တိုးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ကုန်းမြို့တွင်ငလင်တန်းကြောင့်အဆောက်အုံများပြိုကျပျက်စီးသွားပြီးသေဆုံးသူ14ဦးထိရှိကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။ မလာ28ရက်နေ့မွန်လယ်12:51မိနစ်ဝန်းကျင်မှာအင်အား9တပ်သမ9အစင်ရှိအင်အားပြင်းထန်လုံးနဲ့ငလင်းလှုပ်ရှားသွားခဲ့ပြီးတော့နောက်ဆက်တွဲငလင်းများလည်းစက်တိုက်လှုပ်ရှားခဲ့ကမြန်မာနိုင်ငံအနှံ့ထိခိုက်ပျက်စီးမှုများများပြားခဲ့ခြင်းဖြစ်ပါသည်။ထို့သောအင်အားပြင်းငလင်းလှုပ်ခတ်မှုကြောင့်မြန်မာနိုင်ငံအနှံ့ပျက်စီးဆုံးရှုံးမှုများများပြားနေသည့်ထဲမှာအစ္စလမ်ဘာသာဝင်များဝေးပြုစုတောင်းရာဗလီများလည်းအများပြားပါဝင်ကြောင်းငလင်းလှုပ်ခတ်ရာအချိန်မှာဖျားဝေးပြုခြင်းဖြစ်တဲ့အပြင်အစ္စလမ်ဘာသာဝင်တွေရဲ့ဥပုပ်လည်းဖြစ် တဲ့အတွက်ဗလီရအတွင်လူများပုံမှုစုဝေးနေကြခြင်းဖြစ်ကြောင်းအစ္စလမ်ဘာသာဝင်တို့ကပြောဆိုထားပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ရှိနိုင်ငံတိုင်းဝင်ကြီးရုံးအလौတမောင်းဝင်ကြီးရုံးပါဝင်ဝင်ကြီးဌာနအဆောက်အအုံများစွာပြုကြပြီးအလौတမောင်းဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်နိုင်ငံရေးအရာရှိကြီးတချို့ပါဝင်ဝန်ထမ်းများတည်ဆုံမှုအများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေပြည်တော်ရှိနိုင်ငံတိုင်းဝင်ကြီးရုံးအလုံသမောင်းဝင်ကြီးရုံးပါဝင်ဝင်ကြီးဌာနအဆောက်အများစွာပြုကြပြီးအလုံသမောင်းဝင်ကြီးဌာနအမြင့်ရန်အတွင်ဝင်နိုင်ငံတိုင်းအရာရှိတချို့ပါဝင်တည်ဆုံမှုများရှိနေကြောင်းနေပြည်တော်စစ်ဘက်တရင်ရှင်မြစ်ကပြောဆိုပါရယ် ယနေ့မွန်လယ်ပိုင်းလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ဝင်ကြီးဌာနအဆောင်အများပြိုကျမှုဖြစ်ပွားခဲ့ကြောင်းထို့သူပြိုကျစဉ်အုပ်ကုန်ကရင်များပြိုကျမှုကြောင့်နိုင်ငံခြားဝင်ကြီးဌာနမှဝန်ထမ်းတချို့အလုံသမောင်းဝင်ကြီးဌာနမှအမြင့်ရအတွင်းဝင်တို့ထိခိုက်ဒေဆုံခဲ့ကြောင်းတခြားထိုင်ရာရရှိသူများလည်းအများပြားရှိနေကြောင်းသိရှိရပါသည် ေဆုံးတာကတော့ဝန်ထမ်းတွေလည်းများတယ်အရာရှိတချို့လည်းပါတယ်တန်ရာရတာများတယ်ဝင်စည်းဌာနရှုံးတွေလည်းပြိုတယ်နိုင်ငံတိုင်းဝင်ကြီးဌာနအဆောင်လည်းတော်တော်ဆူဆူဝါးပြိုကြတယ်ပြီးကုန်တာတွေလည်းရှိရလို့နေပြည်တော်တပ်ဖက်တရင်ရှင်မြက်ကပြောဆိုပါတယ်နေပြည်တော်လေးစိတ်လေးချောင်းထိမ့်သိမ်းရေးတာဝါတိုင်းမှာကြိုးကျသွားသဖြင့်ရှင်းတာဝါတိုင်းတွင်တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအလုံးတေဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ် နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ကျောင်းနေပြည်တော်၄၀ရက်လေးကျောင်းထိန်းသိမ်းရေးတာဝါတိုင်းကျူပြီးတော့တာဝန်ကျထမ်းဆောင်နေတဲ့ဝန်ထမ်းအားလုံးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယနေ့မွန်လယ်ပိုင်းလှုပ်ခတ်ခဲ့တဲ့ငလင်ကျောင်းနေပြည်တော်လေးဆက်ရဲ့လေးချောင်းထိန်းသိမ်းကာကွယ်ရေးနေပြည်တော်လေးဆက်ရဲ့လေးချောင်းထိန်းသိမ်းရေးတာဝါကျိုးချသွားပြီးတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအလုံးသိဆုံးကြောင်းနေပြည်တော်တပ်သတင်းရှင်းပြကပြောပါရစေ။ လေကြောင်းထိမ့်သိမ်းရင်တောင်းဝရင်ကြိုကြတာအရင်မှအလုံးလုံးနေတဲ့ဝန်ထမ်းအားလုံးဆုံးပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကပြောပါရယ်။ယနေ့လှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်နေပြည်တော်တစ်ခုလုံးမှာအပြက်စီးအလုံးများပြားပြီးတိုက်စုံမှုများရှိကြောင်းတို့ရရင်စရင်တီကြကောက်ယူရန်ခက်ခဲပြီးလမ်းများလည်းပြက်စီးသွားကြောင်းသိရှိရပါရယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ ငလင်လောက်ကပ်ပြီးစနမီနေခန်ကြားစကားမြို့တောင်ဘက်16ကီလိုမီတာခန်းကွာကိုဗဟိုပြု၍အင်အား6.4ငလင်နောက်တစ်ကြိမ်ထပ်မံလောက်ကပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇဂိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာကျော်မှာမလ28ရက်နေ့မွန်းလွဲ12:50မိနစ်ဝန်းကျင်တွင်အင်အားခွနဲ့တသမာခွနဲ့ပမာဏရှိအလွန်အပြင်းနဲ့ငလင်လှုပ်ခတ်ပြီး12မိနစ်ခန့်ကြာမှာဇဂိုင်းမြို့တောင်ပိုင်း18ကီလိုမီတာခန့်ကွာကိုပဟိုပြု၍အင်အား6တသမာ4ဖြင့်ငလင်နောက်တစ်ကြိမ်ထပ်မံပြီးတော့လှုပ်ခတ်သွားခဲ့ကြောင်းအမျိုးသားညညွေအစိုးရအန်ယူဂျီလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဝင်ကြေးဌာနကထုတ်ပြန်ပါတယ်။အင်အားပြင်းငလင်ကြေးကြောင့်ဇဂိုင်း မန္တလေးနေပြည်တော်တောင်ကြီးပဲခူးတို့တွင်လူသေဆုံးမှုများနှင့်ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးအလွန်အပြင်းနှင့်ငလင်ရဲနောက်ဆက်တွဲငလင်ငယ်များလှုပ်ခတ်နိုင်သည့်အတွက်ကြောင့်ရှိုင်းနေသွားတဲ့အဆောင်များအထက်မြင့်များတွင်ဆက်ပြီးတော့မနေကြဖို့ငလင်ကြောင့်ဆဲတာတမန်များအကွဲမှုရှိမရှိစစ်ဆေးပြီးတော့လိုအပ်ရင်ဇိုတင်ရွှေ့ပြောင်းကြဖို့နဲ့အစိုးဒေသတွေမှာငလင်ကြောင့်တဲအေးပြောခြင်းများဖြစ်နိုင်သည့်အတွက်တတိပြုနေထိုင်ကြပါယံအန်ယူဂျီကထုတ်ပြန်တတိပေးထားပါရယ် အင်အားခုနဲ့တသမခုနဲ့ပမာဏရှိ အလွန်အပြည့်နဲ့ငလင်တန်းကိုမြန်မာနိုင်ငံအတွင်းတွင်မန္တလေးမြေမြို့တောင်ကြီးဇကိုင်းမုံရွာရွှေဘိုမိုးကုတ်တီပေါ်လာရှိုးကြောင်မဲနေပြည်တော်ပင်လောင်ရွာငန်းပကံညောင်ဦးပခုတ်ကူမကွေမင်းတုံပြည်ပောင်းတဲ့ဓနုပြူဒေတရဲမအူမင်းမြောင်မြဖြာပုံလက်ပေါ်တောင်ညောင်တုံဟင်္ဒရာဘကိုတိုက်ကြီးရန်ကုန်မော်လမြိုင် ပအံ၊မြောက်ရီကရင်နီ၊ရေးတဝဲမြိတ်၊မိုးနယ်ဒေတရဲ၊တိုင်ကြီး၊ဟင်္သာပါဝဲမြို့များစွာတွင်ငလင်တံကိုခန်းစားခဲ့ရပြီးအိနီးချင်းနိုင်ငံဖြစ်တဲ့ ိုင်းနိုင်ငံဘန်ကောက်ချင်းမိုင်မဲဆောက်တို့တွင်လည်းငလင်နံကိုခန်းစားခဲ့ရပါတယ်။လက်ရှိမှာငလင်နံကိုမန္တလေးနဲ့စကိုင်းဒေသကအပြင်းထန်ဆုံးခန်းစားခဲ့ရပြီးလက်တလောချိန်ထိအဆောက်အုံများတွင်လူများပိတ်မိနေဆဲဖြစ်ပြီးကယ်ဆယ်ကူညီရေးလုပ်ငန်းများစွာလိုအပ်နေကဘေးလုကင်းသည့်ပြည်သူများအနေနဲ့ဘေးအန္တရာယ်တွင်ပိတ်မိနေတဲ့ပြည်သူများကိုပြည်သူအချင်းချင်းကူညီကယ်ဆယ်ပေးကြဖို့အတွက်မြစ်တာရခိုင်တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်တရင်ကတော့နေပြည်တော်လေးစိအပြတ်အစည်းများပြပြီးလေရင်ပြေးလန်းလဲထိခိုက်တာလေကြောင်းထိတ်သိမ်းရေးတာဝါမျိုးစင်ပြိုကျမှုဝန်ထမ်းငါဦးသိဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်နေမုံလဲပိုင်းလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်နေပြည်တော်လေးစိတ်တွင်လည်းအပြက်စီများပြားနေပြီးတော့လေရင်ပြေးလန်းလဲထိခိုက်ထားကြောင်းသိရှိရပါတယ် လေရင်ပြေလန်းတွေအကုန်လုံးပြတ်ကုန်းနဲ့ခင်းထားတဲ့ကွန်ကရစ်တွေအကုန်ကွဲပြီးတော့မြေကြီးတွေပေါ်နေတယ်။တချို့နေရာတွေအပိုင်းလိုက်ပြတ်ထွက်ကုန်းနဲ့လေရင်အတက်အဆင်းလုံးမရတော့ဘူး။လေစိတ်ကတော့ပိတ်ထားရမှာပါလို့နေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါရယ်။ထို့ပြင်နေပြည်တော်လေစိတ်ရဲ့လေချောင်းထိန်သိမ်းရင်မျောစဉ်ငလင်ချောင်းပြိုကျမှုအတွင်တွင်လည်းရင်းလေရင်ထိန်သိမ်းရင်မျောစဉ်တွင်တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်း၅ဦးသေဆုံးခဲ့ကြောင်းသိရပါရယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးလေစိတ်အဝင်လမ်းပေါ်ရှိဒေါက်တာဝရီတရာငလင် င်တန်းကြောင့်ပြိုကျသွားပြီးတော့ကားတချို့ပြိုကျမှုရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးအပြည်ပြည်ဆိုင်ရာလေးစိတ်အဝင်လမ်းမော်ရှိဒေါက်တာဝရီတရာငလင်တန်းကြောင့်ပြိုကျသွားပြီးတော့ကားတချို့ပြိုကျမှုရှိကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။ယနေ့မှလ28ရက်နေ့တွင်လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင့်ငလင်ကြောင့်မန္တလေးအပြည်ပြည်ဆိုင်ရာလေးစိတ်အဝင်လမ်းမော်ရှိဒေါက်တာဝရီတရာလည်းပြိုကျခဲ့ပြီးတော့တရာဝုံမှာမောင်းနေနေတဲ့ကားတချို့ပြိုကျခဲ့ကလူထိခိုက်မှုရှိမရှိကိုတော့အတည်ပြုနိုင်ခြင်းမရှိ ှိသေးကြောင်းသိရပါတယ်။တရုံမန်လေးရတရာပါအမြန်လမ်းမိုင်တိုင်း358မြင်းဆောင်တပါလုံးကတရာပါတရာပေါ်မောင်းနေတဲ့ကားတွေပြုတ်ကျတာရှိရလို့သိရတယ်လူထိခိုက်မှုရှိမရှိတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံသားသတင်းဌာနနဲ့အင်တာဗျူးစဉ်ငလင်လောက်ခတ်မှုကြောင့်စစ်ဘုတ်ချုပ်စောမင်းထွန်းနဲ့အဖွဲ့ထွက်ပြေးနေရတဲ့ရုပ်တံထွက်ပေါ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကာတာအစိုးရပိုင်းအေဂျင်စီအားသတင်းဌာနမှတာဝန်ရှိသူများကစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းနဲ့အဖွဲ့အားအင်တာဗျူးလုပ်နေစဉ်တွင်ပြင်းထန်ငရင်းလှုပ်ခတ်မှုကြောင့်အင်တာဗျူးနေတဲ့အဆောင်ပြိုကျမှုဖြစ်ပွားခဲ့ပါရယ်အစိုးရအဆောင်ပြိုကျမှုကြောင့်စော်မင်းထွန်းနဲ့စစ်ယူနီဖောင်းဝတ်ဗိုလ်ချုပ်များအစာဦးတွင်မှဥယာဖာယာပြေးထွက်လာကြသည့်ရုပ်သံဖိုင်းကိုအေဂျင်စီအားသတင်းဌာနကဖော်ပြထားပါရယ် ကျွန်တော်တို့ပြောရေးဆိုခွင့်ရှိသူနဲ့အင်တာဗျူးလုပ်ပြီးလို့အချင်းချင်းနှုတ်ဆက်ဖို့ထွက်လာတဲ့ချိန်မှာပဲအင်တာဗျူးလုပ်ခဲ့တဲ့အဆောက်အဦကအရန်ကိုလှောက်ခံလာပြီးတော့ပညာရှင်နေခဲ့တာပါအဲဒီချိန်မှာပဲမျက်နှာချက်တွေကကွာချလာပြီးတော့နယံနေရလည်းပြိုကျလာပါတယ်ကံကောင်းလို့အထီးကိုက်တော့မရှိသွားပါဘူးလို့ SSC ရသတင်းဌာနမှတာဝန်ရှိသူတိုနီကပြောကြားသွားခဲ့ပါတယ် ပြည်ယာခုနှစ်တသမခုနှစ်ရှိတဲ့ငလင်လောက်ခတ်မှုဖြစ်သွားမှုကြောင့်နေပြည်တော်ရှိစစ်တပ်ဆောင်များပြားထိခိုက်ပျက်စီးမှုရှိခဲ့ပြီးလူသေဆုံးမှုများရှိနေကြောင်းလည်းဒေတာအခြေဆိုင်သတင်းများထံမှသိရှိရပါတယ်ဆက်လက်ပြီးတော့အမေစုတရင်နဲ့ပတ်သက်ပြီးကိုဆောင်အောင်မှအခုလိုမျိုးအသိပေးထားပါရယ် လက်တလောတိလက်လန်းမိတဲ့လောက်တရင်ရတော့ជីជីမမအထီးခိုက်မျိုးကင်းတယ်လို့ဆိုနိုင်ပါတယ်။အရေးပေါ်အချိန်တွေမှာတော့ထွက်ခွင့်မပြုထွက်မရပြုမရတဲ့လေးဘက်လေးတန်းအလုံးပိတ်တိုက်ပူလေးတွေမှာနောက်ဆက်တွဲငလင်းနေနဲ့အရေးသွေးနှိမ်အဆောက်အုံကြောင့်အများနည်းတူအန္တရာယ်ကဆက်ပြီးတော့ရှိနေသေးပါ။သူကိုယ်တိုင်းငလင်းနဲ့ကိုခန်းစားလိုက်ရတာဖြစ်လို့ငလင်းပြင်းအားအတိတ်နဲ့ကိုခံမမ်းမိပြီးတော့အများပြည်သူတွေအတွက်တောင်တဖန်ပြန်ပြီးစိုးရင်စိတ်ပူနေမှာတော့အသေးချာပါ။အများပြည်သူတွေတီးထပ်ပို့ပြီးတော့မထီးခိုက်ကြစေဖို့ဆန္ဒပြုဆုတောင်းနေပါတယ်ဆိုပြီးတော့ရှင် းသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များကိုကျေးဇူးအထူးပဲတင်ပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းပတ်တော်သားများရဲ့သတင်းများလည်းတူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေရှင်။